အားလုံးပဲမင်္ဂလာပါဦးနိုင်ရဲ့မိတ်ဆွေများပြဟုတ်ပြီဒီနေ့အခုပြပေးမယ့် like ကတော့ဒါဦးနိုင်ကိုပေါ့နော်ဒါဦးနိုင်အခုဒီရေးပြထားတဲ့ကဏ္ဍဆက်ွက်ထဲရပေါ့နော်အဲကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးကိုလည်းပြပေးပါလို့ပြောတဲ့မိတ်ဆွေတွေလည်းရှိတယ်ရှိရှိနှစ်ဆိုတဲ့ကဏ္ဍလေးကိုပြပြပါလို့ပြောတဲ့မိတ်ဆွေတွေလည်းရှိတယ်။၄၄၆ဆိုတဲ့ကဏ္ဍကို ပြပေးပါလို့ပြောတဲ့မိတ်ဆွေတွေလည်းရှိတယ်ပေါ့ဗျာနော်အဲ့တော့ဥနဲ့ကလည်းအခုဒီနေ့ဒီကနေလေး၃ခွက်ကိုဒါမွေးကနေလေးတွေရှိတဲ့အတွက်ပေါ့နော်ဒါဥနဲ့ကပြပေးရခြင်းဖြစ်တယ်အဲ့တော့ဥနဲ့နဲ့အတူတူပါတူတာ organizer တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရင်ဒါဥနဲ့ဒီဖုန်းနံပါတ်လေးနဲ့ပေါ့နော်ဒီမှာ Viber ရှိတယ်တချင်းစာကိုဒါ2000ကျက်နဲ့လေ့လာလို့ရတယ်ပေါ့နော် အကျဉ်းသားချင်းမယူဘဲနဲ့ကြံငါးကျဉ်းသားယူခြင်းနဲ့မိတ်ဆွေတွေဒါတတောင်းကြမှာပေါ့နော်အဲ့ဒီလိုမှမဟုတ်ဘူး2020နဲ့6ခုနှစ်ကိုဦးနဲ့နဲ့အတူတူလက်တွဲခြင်းနဲ့မိတ်ဆွေတွေတနည်းစာဟုတ်ဒါငါးတောင်းချက်ပေါ့နော်အ2026ကိုလက်တွဲခြင်းနဲ့မိတ်ဆွေတွေကတော့ဒီငါးကျဉ်းသားမေတ္တာလက်ဆောင်ကြည့်ခွင့်ရမှာပေါ့နော်ကဲဟုတ်ပြီဒါလေးကဒါဦးနဲ့ကကြော်ညာလေးဝင်လိုက်တာပေါ့နော်အဲ့တော့အော်ကိုကြီးဦးဒီမှာကြည့်နေပါတယ်ပေါ့နော်အဲ့တော့ကိုကိုခုံးဆိုတဲ့ကဏ္ဍလေးကိုဒါဦးနဲ့က မွေးကနန်းလေးတင်ပေးထားတာပေါ့ဒီနေ့တည်းမှာကိုကိုခွန်ဒီနှစ်ခါကြမယ်ဆိုပြီးတော့မွေးကနန်းလေးတင်ပေးထားတာရှိတယ်နော်ဒါဦးနိုင်ရဲ့ YouTube အကောင့်မှာပေါ့နော်အဲ့တော့ဒီမွေးကနန်းလေးကိုဒီဘက်မှာဒါဦးနိုင်ကငါးပရိတ်ကိုလည်းကြိုက်တဲ့အတွက်ကိုအဲ့မွေးကနန်းလေးကိုထည့်ပေးလိုက်တယ်ပေါ့နော်မွေးကနန်းလေးကိုထည့်ပေးလိုက်တယ်အဲ့တော့အဲ့မွေးကနန်းလေးကိုကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ကြပေါ့ဗျာနော်ပြဟုတ်ပြီအဲ့တော့အဲ့မွေးကနန်းလေးကိုဦးနိုင်ကအရင်စပြမယ်နော်ငါးပရိတ် ငါပရိတ်ကိုရှိပေါင်းငါအဲ့ဒီရှိပေါင်းငါကိုပရိတ်ငါနော်အဲ့ဒီပရိတ်ငါကိုဒီသုံးလုံးငါလို့ထည့်တာနော်အဲ့လိုငါလို့မထည့်ခင်ငါပရိတ်၃ညငါနဲ့ရှိပေါင်းငါတယ်ပရိတ်ငါဒီသုံးလုံးငါလို့ထည့်တယ်အဲ့လိုထည့်ဖို့အတွက်ကိုဒီသုံးလုံး၃ညဒီသုံးလုံး၃ညဒီသုံးလုံး၃ညလို့၃ညကလည်း၃ချက်ကစားခဲ့မယ်ဒါပရမတ်တကက်ဒုတိယကံမှာအဲ့လိုတိုင်ပင်ကွာဦးအတူတူပဲနှိချအတူတူပဲနော်ငါပရိတ်၃ညငါနဲ့ရှိပေါင်းငါပရိတ်ငါဆောင်းသုံးလုံးငါ နော်သုံးလုံးပေါင်းတုံညာသုံးလုံးပေါင်းတုံညာဒီသုံးလုံးတုံညာလို့ကစားတယ်ဒါဒုတိယကအဲ့ဒီကနေပြီးတော့တန်ပြန်ကွာဝေးအတူတူပဲနော်ငါးပရိတုံညာ၅နဲ့ရှေးပေါင်း၅ပရိ၅ဒီသုံးလုံး၅နော်အဲ့လိုဖြစ်ပြီးကြတယ်ဒီသုံးလုံးတုံညာဒီသုံးလုံးတုံညာဒီသုံးလုံးတုံညာလို့သူကစားတယ်ဒါစီလိုင်းတိုင်မင်းကိုတည်လိုက်တာပေါ့နော်အဲ့ဒီလိုတည်ပြီးတာနဲ့ဒီပရမအကတ်မှာအဲ့ဒီဖြစ်စဉ်ကလေးကိုတည်တယ်တည်ပြီးတော့ဒီမှာဒီနေရာမှာတိပရိဒုတိယအကတ်မှာဖြစ်စဉ်လေးကိုတည်တယ်ဒီနေရာမှာနှစ်ပရိတတိယအကတ်မှာဖြစ်စဉ်လေးကိုတည်တယ်ဒီနေရာမှာသုံးပရိနော်အဲ့တော့ တိပရိရဲ့ဆောင်းမှာ5ပရိနှစ်ပရိရဲ့ဆောင်းမှာ10ပရိ3ပရိရဲ့ဆောင်းမှာ9ပရိဆိုပြီးတော့ဒါပရိနှစ်ခုပေါင်းလို့လည်းပြောတုံညာလို့ပြန်ချုပ်တာပဲပေါ့နော်တင်းနဲ့ကိုနဲ့ပေါင်းတုံညာနှစ်နဲ့ရှင်းနဲ့ပေါင်းတုံညာ၃နဲ့9နဲ့ပေါင်းတုံညာလို့ချုပ်တယ်ချုပ်လိုက်တော့ကောင်းပြီဒါဆိုရင်အဲ့ဒီပရမအကက်မှာနော်ဒီစခဲ့တဲ့ပရိငါ၃လေး၈ဆိုတဲ့ကဏ္ဍရဲ့ဒီမှာစောင်းခဲ့တဲ့၃ည၇ရှိဆိုတဲ့ကဏ္ဍရဲ့သူ့ရဲ့နောက်တစ်နှစ်မှာနော်ဒီမှာ၃လေး၈ဆိုတဲ့ကဏ္ဍလည်းထွက်တယ်၃ည၇ရှိဆိုတဲ့ကဏ္ဍလည်းထွက်တယ်နော်ဒုတိယကမှလည်းအဲ့လိုပဲ စခဲ့တဲ့963ရဆိုတဲ့ကဏ္ဍရဲ့ဒီစောင်းခဲ့တဲ့693ရဆိုတဲ့ကဏ္ဍရဲ့ကဏ္ဍကတူနေတယ်တူနေတော့လေသူကသူ့ရဲ့နောက်တစ်နေ့မှာနှစ်ခါထွက်တာပဲเนาะ396ကိုလည်းထွက်တယ်693ကိုလည်းထွက်တယ်เนาะနှစ်ခါထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာဒီမှာစခဲ့တဲ့990ဆိုတဲ့ကဏ္ဍရဲ့ဒီမှာစောင်းခဲ့တဲ့990ဆိုတဲ့ကဏ္ဍရဲ့အဲ့ဒီ990ဆိုတဲ့ကဏ္ဍဒီဒီသူ့ရဲ့နောက်တစ်နေ့2025ခုနှစ်ထဲမှာနှစ်ခါထွက်မယ်ဆိုပြီးတော့เนาะအခုနိုင်ပြခဲ့တယ်အဲ့တော့အခုလောလောဆယ်အထိအောင်ကတော့ဒီချိန်မှမထွက်သေးဘူးဒီပွဲမှာအဲ့ဒီ990ဆိုတဲ့ကဏ္ဍလေးကို ဒါမွေးကနန်းလေးကိုငါးပြိလေးကြိုက်တဲ့အတွက်ကိုဟိုနဲ့ငါကိုကိုခုံးလိုပဲတဲထည့်ပေးလိုက်တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေလေးထည့်ထူလိုက်ပါအရန်ကနန်းဆိုပေမဲ့လို့နောက်ထပ်တခြားနီးတွေလည်းရှိသေးတယ်ပေါ့နော်ဒါအချိန်လေးကိုမဲကွက်ပြီးတော့တခြားနီးတွေကိုတော့ဟိုနဲ့မပြတော့ဘူးပေါ့နော်ဒီနှစ်ခါကြမယ်ဆိုတဲ့မွေးကနန်းစနစ်လေးကိုပဲဟိုနဲ့ပြပေးလိုက်တယ်ဟုတ်ပြီဒါကကိုကိုခုံးဆိုတဲ့ကနန်းလေးကြတာကိုပြပေးတယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကကြတော့ဟိုနဲ့တော့ဘလို့ပုံစံလေးနဲ့ကစားချင်တာလေဆိုတော့နော် ကိုကိုခုန်ပြီးတော့ဥက္ကဋ္ဌတို့ဒါဖြစ်စဉ်လေးကိုပေါ့နော်ဒါတည်ပြီးတော့ဒီဘက်မှာဖြစ်စဉ်လေးကိုတည်ပြီးတော့ခဏတဲတကွက်တည်းထိုးရမယ်စနစ်လေးပေါ့နော်ရှီပေါင်းရှီဝီပုံညာရှီခွန်ခါဈာထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်းခွန်ဝီပုံညာခွန်ခွန်ခါဈာထဲမှာနှစ်နှစ်ချားတယ်ရှီပေါင်းချောက်ဝီပုံညာချောက်ခွန်ခါလို့ကစားတယ်နော်အဲ့ဒီတော့အဲ့ဒီဒီစခဲ့တဲ့ရှီခွန်ချောက်ဆိုတာကိုတိုင်ပင်ကစားမှာပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ရှီပေါင်းရှီလို့ကြားတဲ့ရှီပေါင်းရှီဝီပုံညာရှီလို့ကြားတဲ့နှစ်ထဲမှာ ဒီပရိတ်ရှိကဒီ3လုံးရှိလို့ထည့်တယ်။ရှိပရိတ်ကဒီ3လုံးရှိလို့ထည့်လိုက်တာ ਨੇ ဒီ၄နှစ်တစ်ဆိုတဲ့ကဏန်းကိုနော်၄နှစ်တစ်ဆိုတဲ့ကဏန်းကိုဒီရှိဒီလိုရှိကြောင်းနော်ဒီ3လုံးပေါင်းရှိရှိရပါပါဒီ၄လုံးပေါင်းရင်3လို့ထည့်တာရဲ့အောက်မှာဒီနှစ်ပင်မှာကစားမဲ့ကစားကွက်ဒီပရိတ်ရှိကဒီ3လုံးရှိကြောင်း၄နှစ်တစ်ဆိုတဲ့ကဏန်းကိုဒီနှလုံး၄ဒီနှလုံး1ဒီနှလုံး1ဆိုပြီးတော့ဖြီးပြီးတော့ကစားလိုက်တဲ့အခါမှာ 6339ဆိုတဲ့ကနေဒဲတကွက်ပဲရဒါပထမတစ်ခက်ဒါဆိုရင်ဒီခွန်ကဒီလိုခွန်ခွန်ခါလို့ထည့်တယ်ဒီနေ့တည်းမှာနော်ဒီနေ့တည်းမှာဒီ3လုံးပေါင်းရင်6ကပြိ6လို့ကစားတယ်ပထမကမှာ8က3လုံး8လို့ကစားတယ်သူ့အောက်ကကနေဒုတိယကမှာဒီ6ကဒီ3လုံး6လို့ကစားတယ်သူ့အောက်ကကနေဒီ39 36ဆိုတဲ့ကနန်းကိုဒီခွန်ကဒီလိုခွန်လို့ဖြစ်ခဲ့တဲ့အတွက်ကိုနော်ဒီ3လုံးပေါင်းရင်ခွန်ခွန်ပါဝါဒီကနန်း4လုံးပေါင်းရင်2လို့ထည့်လိုက်တဲ့အောက်ကဒီနှစ်ပွဲမှာ 3936ကို3936လို့ဖြီးလိုက်တဲ့အခါမှာတစ်ကွန်1ဆိုတဲ့ကဏ္ဍတကွက်ပဲရတယ်။ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယကဏ္ဍရှီပေါင်း6ကဘီပုံစံ6ခွန်ခါလို့ဖြစ်လိုက်တယ်။ဒါတော့ဒီထဲမှာသူပြန်နဲ့ထောက်ချက်ကြီးအများကြီးရှိရနော်။ဒါဦးနဲ့ဦးနဲ့ငါကဒါဦးနဲ့ရဲ့မေးဆွေးတွေကိုရှင်းရှင်းလင်းလင်းလေးမြည်စီခြင်းလို့တခြားမလိုအပ်တဲ့တောက်တွေကိုထည့်မှပြတော့နော်။အဲဒီ6ကဒီလို6လို့ကစားလို့အဲ့ဒီနှစ်ထဲမှာနော်ပရမကတ်မှာဗရိရှိကဒီသုံးလုံးရှစ်လို့ဖြစ်တာရဲ့အောက်ကကဏ္ဍကို၄နှစ်တစ်ကို ၄နှစ်တက်လို့သူဖြစ်တယ်နော်ဒီရှစ်ဖြစ်ချင်းကြောင့်ရှစ်မှာပါလေးလုံးပေါင်းတော့ရှစ်လို့ဖြစ်ပြီးတော့ဖြစ်တယ်ဒုတိယကံမှာဒီခွန်ကဒီခွန်ကြောင့်နော်ဒီရှစ်ပြီးတော့မှာပရိတ်ကိုအိုးဒီလိုကိုလို့ဖြစ်တိုင်းအောက်ကဒီကဏ္ဍကိုနော်ခွန်ဖြစ်ချင်းကြောင့်ဒီသုံးလုံးခွန်ခွန်ပါပါဒီလိုနှစ်လို့ဖြစ်ပြီးတာ ਨੇ ၃၃၆လို့ဖြစ်တယ်ဒါဆိုရင်ဒီတတိယကံမှာဒီ၆ကဒီ၆လို့ဖြစ်လို့ရှစ်ပြီးပြီကိုပြီးပြီဆိုတော့ဒီမှာ၃ညအဲ့ဒီ၃ညကိုလေဒီသုံးလုံး၃ညလို့လှန့်ထည့်ပရိတ်၃ညကိုဒီသုံးလုံး၃ညလို့လှန့်ထည့်လို့သူ့အောက်က၄၈၄ခွန်၈ဆိုတဲ့ကဏ္ဍကိုနော် ဒီ6ကဒီ6လို့ဖြစ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာဒီ3လုံး6ကို6ပါပါဒီ4လုံးပေါင်းရင်1လို့သူကစားခဲ့တဲ့အတွက်4 8ကိုဒီလို4ဒီလို9ဒီလို8လို့ဖြည့်လိုက်မယ်ဆိုရင်ဒါ8 8နှစ်ဆိုတဲ့ကနေဒဲတဲ့ကွက်ပဲရတယ်ပေါ့နော်အဲ့တော့ပရမကတ်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဗရိတ်ရှိက3လုံး8လို့ထောက်လိုက်တာရဲ့ဒီကဏန်းကိုဒီ3လုံး8 4လုံး3လို့ထည့်တာရဲ့အောက်မှာ4 2 1လို့ဖြည့်ပြီးကစားတယ် ဒုတိယကန့်မှာဒီကိုကဒီလိုကိုလိုကစားလို့3936ဆိုတဲ့ကဏ္ဍကိုဒီ3လုံးခွန်ကခွန်ပါပါ4လုံးပေါင်း2လို့ထည့်ရရအောင်မှာ3936ကို3936လို့ကစားတယ်။ဟုတ်ပြီဒါဆိုရင်ဒီတတိယကန့်မှာပေါ့နော်တတိယကန့်မှာဒီ3ကဒီ3လုံး3လို့ကစားခဲ့လို့4ခွန်8ဆိုတဲ့ကဏ္ဍကိုဒီ3လုံး6က6ပါပါဒီ4လုံးပေါင်းနဲ့1လို့ကစားလို့4ခွန်8ကို4ခွန်8လို့ဖြည့်မယ်ဆိုရင်ဒါ882ဆိုတဲ့ကဏ္ဍတကွက်ကိုရတယ်ပေါ့နော်882ဆိုတဲ့ကဏ္ဍတကွက်ကိုရတယ် ရဟုတ်ပြီ။ဒါဆိုရင်ဒါရှင်းရှင်းနဲ့ကြိုက်တဲ့မိတ်ဆွေတွေနော်။ဒါရှင်းရှင်းနဲ့တဲ့ပေါ့။ဒါသူကတော့အားကြမလို့ကိုကိုခွန်ကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကိုခွန်ကိုအားထိုးရင်လည်းထိုးလိုက်ပေါ့ဗျာ။ဦးနိုင်ကတော့အဆင်ပြေတယ်လို့ထည့်ပြတာ။ရကောင်းပြီ။ဒါဆိုရင်ရှင်းနှလုံးအပူးနဲ့ကိုကိုခွန်နဲ့ပြပြီးပြီ။ရှင်းနှလုံးအပူးနဲ့ရှင်းရှင်းနဲ့လည်းပြပြီးပြီ။ဒါဆိုရင်ဒီမှာပူးနေတဲ့ကဏ္ဍတက်ကွလေးလေးချောက်ဆိုတဲ့ကဏ္ဍကိုရှင်းနှလုံးအပူးနဲ့ဦးနိုင်ကဆက်ပြီးတော့ပြပြီးနော်။ပြပြီးမြဲဆိုတော့ကောင်းပြီ။ဒါလေးကတော့ဒါဦးနိုင်က ဒါဒီအချိန်မှာဒါကစားမယ်ဆိုပြီးတော့ဒါဥနေကနှစ်ဆတည်းကဒီ site ကလေးကိုစောင့်နေတာပေါ့လေနော်ပထမတော့ဒီကနန်းလေးကိုပအောင်ဖြစ်နေကစားဖို့ပဲသို့တော့ဒီကနန်းလေးကိုပအောင်မကစားဘဲနဲ့ပအောင်ကနန်းလေးကိုတော့နောက်ထပ်ကနန်းလေးတစ်ခုကိုပဲကစားလိုက်တယ်ပေါ့နော်အဲ့တော့ဒီကနန်းလေးကသူကမတ်တက်ကလေးနဲ့ကစားမှာပေါ့နော်ဒီနေ့ထဲမှာ3-3ညခုံးဆိုတဲ့ကနန်းပတ်လေဒီကနန်းဒီပြန်ကြအဖြစ်နေကစားတယ် အဲ့မှာတခုရှိတယ်နောက်တစ်ခါဒီနှစ်ထဲမှာ3ည3ခုဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်နောက်တစ်ခါ3တုံညာခွန်းဆိုတဲ့ကဏ္ဍပတ်လေပြန်ကြဖြစ်နေကစားတယ်ဒါ3 3ခက်ရှိတယ်3ခက်ရှိတော့နော်3ခက်ရှိတော့ဒီ3ခွန်းတုံညာဆိုတဲ့ကဏ္ဍပတ်လေပြန်ကြလို့ကစားပြရတယ်တနည်းချပြီးသူ့ရဲ့ဒီဘက်နှစ်မှာ3 4 5ဆိုတဲ့ကဏ္ဍပတ်လေထွက်တယ်သူထွက်တော့မဲ့အချိန်မှာသူ့ရဲ့ဒီဘက်မှာတပင်းနှစ်ပင်း3ပင်း4ပင်းဆင်းလိုက်3နောက်ပိတ်ထောက်ပြီးတော့မှ3 4 5ပတ်လေထွက်တာ ီမှာလည်းအဲ့ဒီလိုပဲ339ခုပတ်လေပြန်ကြလို့ကစားပြီးတာနဲ့တနေ့ချပြီးဒီဘက်နှစ်မှာ345ပတ်လေထွက်တယ်သူထွက်တော့မယ်ဆိုရင်လည်းတနေ့34ပင်မှာ3နောက်ပိတ်လို့ထောက်ပြီးတော့မှသူထွက်တယ်နော်ဒါတရားဥနေအခြေတုံးဝင်ရှင်းမပြတော့တာကအကုန်ရှုပ်ကုန်မှာဆိုလို့နော်345ဖြစ်စဉ်တွေအများကြီးပါတယ်နော်အခုဒီမှာလည်း339ခုဆိုတဲ့ကဏ္ဍပတ်လေဒီသူပြန်ကြဖြစ်နေကစားတယ်ကစားတော့သူ့ရဲ့တနေ့ချပြီးဒီဘက်နှစ်မှာနော်345ဆိုတဲ့ကဏ္ဍပတ်လေသူထွက်တယ်ထွက်တော့မယ့်အချိန်မှာလည်း3နောက်ပိတ်နော်တပင်းနှစ်ပင်း3ပင်း4ပင်မှာ3နောက်ပိတ်လို့ခံပြီးတော့မှ55တုံးဆိုတဲ့ကဏ္ဍပတ်လေဒါသူထွက်ခဲ့တယ် ောက်ထွက်ခဲ့တော့အဲ့ဒီဒါကစားတဲ့စနစ်လေးထဲမှာဒါသူအလုလုသွားပြီ၃၃ညခွန်ပတ်လက်တွေလည်းကြခဲ့တယ်၃၄၅ပတ်လက်တွေလည်းကြခဲ့နော်အဲ့တော့အဲ့ဒီ2023မှာအဲ့ဒီ၃၄၅ဆိုတဲ့ကဏ္ဍပတ်လက်ဒီနော်တခြား site ကလေးတွေနေတော့ဒါဒူတော်မောင်တက်တက်ပေါ့နော်အထူးမွေးကဏ္ဍထုတ်ခဲ့တာအဲ့ဒီအချိန်မှာသူအောင်သွားတယ်ပေါ့နော်နော်အထူးမွေးကဏ္ဍထုတ်ခဲ့တာ၃၄၅ဆိုတဲ့ကဏ္ဍပတ်လက်အောင်သွားတယ်ပေါ့နော်အဲ့ဒီတော့ အဲ့ဒီဖြစ်စဉ်တွေကနေပြီးတော့ဘာတွေထပ်ပြီးတော့ကစားချင်တာလဲဆိုတော့ဦးနိုင်ကဒီ3 3ကုံပတ်လေပြန်ကြလို့ကစားရတယ်သူရဲ့ဒီဘက်နှစ်မှာနော်သူရဲ့ဒီဘက်နှစ်မှာနှစ်နောက်ဘက်ကဗရိတ်နှင်းလို့ကစားတယ်နှစ်နောက်ဘက်ကဗရိတ်နှင်းလို့ကစားရရဲ့အောက်ကကနန်းတလေးကိုဆိုတဲ့ကနန်းဒီနော်ပုံဒီ၄ဗရိတ်လို့ဖြစ်ရမှာနှစ်နောက်ဘက်ဗရိတ်နှင်းရဲ့အောက်ကတလေးကိုဗရိတ်ပုံဒီ၄ဗရိတ်ဒီတနည်းနည်းနဲ့၃နှစ်၄နှစ်၅နှစ်မြောက်တဲ့မှာဒီကနန်းဒီဒီမှာထွက်မှာသူထွက်တော့မဲ့အချိန်မှာ၃၄၅ပတ်လေထောက်မယ် သုံးနောက်ပိတ်လို့ထောက်မယ်တပင်နှစ်ပင်သုံးပင်မှာလာထွက်တယ်ဒီနားလေးကဒီမှာလာထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲသုံးညသုံးခုဆိုတဲ့ခဏပတ်လေးကလည်းပြန်ကြဖြစ်နေကစားတယ်ကစားတော့သူ့ရဲ့ဒီဘက်နှစ်မှာနော်ပထမနှစ်ပြီးတော့အခုဒီမှာတစ်တင်းနောက်ပိတ်ကြောင့်ဗရိတ်တစ်လို့ကစားတယ်တင်းနောက်ပိတ်ကြောင့်ဗရိတ်တစ်လို့ကစားပြီးသူ့အောင်မှာတစ်တစ်နှစ်ဆိုတဲ့လေးဗရိတ်ဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်တယ်မှာဒီမှာလာထွက်မှာဒီကနေ့ဒီမှာလာထွက်မှာထွက်တော့မဲ့အချိန်မှာလေပထမကတ်ကလို့ပဲ3 4 5ဆိုတဲ့ကဏ္ဍပတ်လေထောက်မယ်3နောက်ပိတ်ထောက်မယ်တပင်းနှစ်ပင်3ပင်မှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင် တုံးတုံညခုံဆိုတဲ့ကဏ္ဍပတ်လေရလေသူကစားခဲ့ပြီးပြီအဲ့တော့ဒီဘက်နှစ်မှာနော်ပထမအကက်မှာနှစ်နောက်ပိတ်နှစ်ပရိဒုတိယအကက်မှာတင်းနောက်ပိတ်တစ်ပရိအခုတတိယအကက်မှာတုံညနောက်ပိတ်ကတုံညပရိလို့ကစားပြီးတာနဲ့သူ့အောက်ကလေးပရိကဏ္ဍသည်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ထဲမှာထွက်ချင်တာထွက်ချင်တော့သုံးလေးငါးပတ်လေလေသူထွက်ထားတယ်သုံးနောက်ပိတ်လေထောက်ထားတယ်တပင်းနှစ်ပင်းသုံးပင်းဒီနေရာလေးမှာဟာဦးနေကလေးလေးချောက်ဆိုတဲ့ကဏ္ဍလေးကိုကစားချင်တော့တာပေါ့နော်သူပေးမယ်ဆိုရင်ကတော့လုံးဝ ကစားခွက်ကောင်းတယ်ပေါ့နော်အဲဒီကနန်းလေးကိုဒါဦးနိုင်တို့က15ချိန်လုံးပါပေါ့နော်15ချိန်လုံးကဒီကနန်းလေးကိုဒါပန်အော်ကနန်းအဖြစ်နဲ့ဦးနိုင်ကစားခဲ့ဘူးတယ်နော်အဲ့တော့ဒီပွဲမှာဒါဦးနိုင်ရဲ့မိတ်ဆွေတွေကိုဒီကနန်းလေးချိန်တဲ့သူပါတယ်ဆိုလို့ယင်နော်ဟိုပေါက်အောင်လို့ပေါ့နော်ပေါက်တော့လေအတူတူပြောရတာပေါ့ဗျာဦးနိုင်လည်းရောရတာမဟုတ်ဘူးနော်ပေါက်တော့လေအတူတူပြောရတာပဲနော်အဲ့တော့ချိန်တဲ့မိတ်ဆွေတွေထိုးလိုက်ပါလေးလေးချော့ဆိုတဲ့ကနန်းလေးကိုချိန်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့နော်15ချိန်လုံးကအဲ့ဒီကနန်းလေးကိုဒါဦးနိုင်ကပါအော်ကနန်းအဖြစ်နဲ့ကစားခဲ့သေးတယ်ပေါ့နော် ရဟုတ်ပြီဒါဆိုရင်အဲ့ဒီတော့ဒီလေးလေးချောင်းနဲ့ပတ်သက်လို့နော်နောက်ထပ်ပြမယ်ဆိုရင်တော့ပြကြကြီးအများကြီးရှိတယ်သို့တော့အချိန်လေးကိုငဲွက်ပြီးတော့ဒါလေးလေးချောင်းဆိုတဲ့ကဏ္ဍကိုဒဲပဲအဲ့ငါရေးပေးထားတယ်တိုက်တဲ့မိတ်ဆွေတွေအာပြီးတော့ထိုးလိုက်ဒီရှိရှိနဲ့လည်းဒဲလို့တော့ရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေအာထိုးလိုက်ကိုကိုခွန်လည်းဒဲလို့တော့ရေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေဒါအာပြီးထိုးလိုက်နော်အင်မတန်ကောင်းမွန်တဲ့စိုက်လေးတွေဖြစ်ပါတယ်နော်အဥနိုင်ကဥနိုင်ကြိုက်တဲ့ကဏ္ဍကိုပဲပန်တူတန် organize ဆိုပြီးတော့ ရွေးချယ်ပေးရခြင်းဖြစ်တယ်တကယ်တမ်းကျတော့ဒီကဏ္ဍနေရာလဲအရန်ကဏ္ဍဆိုပေမဲ့လို့ဘယ်ကဏ္ဍမဲ့ဖြစ်ဖြစ်ပေါက်ပြီးဖြစ်နေတာပဲပေါ့နော်အရန်ကဏ္ဍလဲပေါက်နိုင်တယ်အော်ကဏ္ဍလဲပေါက်နိုင်တယ်နော်ဘရားနေနေပေါက်ပြီးဖြစ်နိုင်တယ်ပေါ့ဦးနိုင်တော့လဲတကယ်တမ်းကျတော့ပေါက်ပြီးရဗရားလဲဆိုတာမသိဘူးရကိုလဲရမ်းလုံနေရတာရမ်းလုံနေရတာဆိုတော့ကိုမြင်တာကိုတွေ့တာလေးတွေကိုတော့အခုလို့ဖြစ်စဉ်ကလေးတွေတီမီပြီးတော့ကြားတဲ့ကစားကွက်မျိုးလေးတွေကစားပြတယ်စီတော်လေးတွေနဲ့ကြားတဲ့ကစားကွက်လေးတွေကစားပြတယ် လုံးကောက်စနစ်နဲ့ကြတဲ့ကစားကွက်လေးတွေကိုကစားပြတယ်ပေါ့နော်အဲ့ဒါဥနဲ့အတူတူအခုလိုဥနဲ့ရဲ့ကစားကွက်လေးတွေကိုအတူတူလေ့လာခြင်းနဲ့ဆိုရင်ပထမဦးဆုံးဥနဲ့ပြောခဲ့သလိုပဲဒီဖုန်းနံပါတ်လေးနဲ့ Viber ရှိတယ် Viber ကိုလာခဲ့ပေါ့နော်တစ်ချိန်စာကို internet ဖုန်း2000ကျပ်ပါပြန်၅ချိန်ကို1000ကျပ်ပေါ့နော်တစ်ချိန်စာချင်းယူခြင်းနဲ့မိတ်ဆွေတွေကဖုန်းပြီးထည့်ပေးလို့လည်းရပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ2025မဟုတ်ဖ ೇನೆ 2026ခုနှစ် နှစ်ကုန်နဲ့ထီအောင်လက်တွဲကျင်ပါတယ်ဆိုတဲ့မေဆွေဒီ၅ချိန်စာကမြေတားလက်ဆောင်ကြီးကွန်ရမယ်2020နဲ့6ခုနှစ်အတွက်ကိုအခုလိုအကွက်ရွှေကဏ္ဍနေရောလုံကောက်စနစ်နဲ့ကဏ္ဍနေရောနှစ်တီးစာမွေးကဏ္ဍနေကိုပါကြီးကွန်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့လှမ်းလာခဲ့ပါလို့ဒါဦးနဲ့ကဖိတ်ခေါ်ချင်ပါတယ်